အခုမြင်တွေ့နေရတော့ထိုင်းဆယ်ဘက်စီခုနှစ်2533ပါဒီဆယ်ဘက်စီခုနှစ်2533ကလူတွေတော်တော်များမတိတိတဲ့အကြောင်းအရာတွေအများကြီးရှိပါတယ်။ဘာဖြစ်လဲဆိုတော့ထိုင်းနိုင်ငံတနင်္ဂနွေလုံးမှာထုတ်လုပ်တဲ့အခုရေတရာတဲ့ရှိတာမလို့ပါအဲကြောင့်မလို့ရှားပါစင်းဝင်တွားပြီးတော့မှရှေဟောင်းပစ္စည်းဝယ်ယူစုဆောင်တဲ့လူတွေကအလူရက်ဝယ်ယူနေကြပါတယ်။ဘာကြောင့်ဒီပစ္စည်းကိုမှအလူရက်ဝယ်ယူနေကြတယ်။ဒီဆယ်ဘက်စီဟာထုတ်လုပ်တဲ့အရေးအတွက်ကအခုရေတရာအလေးချိန်က 8.5g အရွယ်အစား 26mg ဖြစ်ပြီးတော့အတော်လေးကိုရှားပါတွားတဲ့အတွက်ကြောင့်ပေါ့နော်။မှာထိုင်းနိုင်ငံတနင်္ဂနွေလုံးမှာမှအခုရေတရာပဲရှိတာမလို့လက်ရှိပေါက်ဈေးဆိုရင်ဘတ်တန်းတိရှိတာမလို့ပါနော်။အဲကြောင့်မလို့အယူအလို့ရက်ကိုဝယ်ယူနေကြပါတယ်။